အားလုံးပဲမင်္ဂလာပါနော်စိုးလင်းပွဲကြည့်လိုက်ကြလားမသိဘူးအာအမှန်နဲ့ရှုံသွားလို့ပြောရမလဲဆိုတော့ဟိုမခံကြီးမခံတာကြီးဗျာမခံကြီးမခံတာပုံစံမျိုးရှုံသွားတာဒါမဲ့အဲ့လိုမျိုးဟို ပြောရရင်နောက်ထပ်နှစ်ချီလောက်ထပ်ထိုးရင်တော့နိုင်တယ်ဗျာ3မိနစ်5ချီလုံမျိုးထိုးရင်တော့နိုင်တယ်အဲအခုက3မိနစ်3ချီဆိုတော့ခဏလေးဆိုတော့ကိုကောင်ဘာမှလုပ်ချင်မရှိလိုက်နောက်တစ်ခုရှိတာအရာပါလဲဆိုတော့ဟိုကိုရီကောင်ဗျာအရန်လုံးတာပေါ့တင်မလားအားနဲ့ဟုတ်တယ်နိုင်ကျင်တာလည်း ုတ်တယ်ဒါပေမဲ့အရန်လုံးတယ်အားနဲ့အရန်လုံးတယ်ဟိုကနည်းနည်းဟိုကောင်တာလေးနေတယ်အမှတ်ယူသွားတော့အမှတ်ယူအမှတ်ရနိုင်တဲ့ထိုးလုံးလေးတွေနဲ့လှုပ်သွားတာဗျာဘာမှတော့မပင်ပန်းလိုက်ဘူးနောက်ဆုံ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 းထိုးပြီးတော့အဲ့လိုမျိုးအမှတ်တွေယူသွားတာကိုကောင်ကကျတော့အရင်ကအမှတ်နဲ့မထိုးတတ်တာဗျာဟာအမှတ်ယူပြီးမထိုးတာဘူး ါမဲ့အလိုမျိုးပြိတက်တယောက်အနေနဲ့ကြတော့ကြည့်လို့ကောင်းတယ်ဒူထိုးတာလေဟိုအချာအချာအချာနောက်ပိုင်းနောက်ဆုံးပိတ်နားလေးဆိုလေအားလုံးတွေ့လိုက်ကြမှာပါနည်းနည်းပွဲသိမ့်လို့တော့ရတယ်နောက်ထပ်10မိနစ်လောက်နေတော့မှပွဲတိမ့်သွားနိုင်တယ်ဒါမှမဟုတ်လေ10မိနစ်မဟုတ်တော့စက္ကန့်ဝက်လောက်ထက်ရရယ်စက္ကန့်30လောက်လေထက်ရရင်တော့ပွဲတိမ့်သွားနိုင်တယ်ဒါမဲ့အဲ့လိုမျိုးနိုင်ငံတကာဒီလိုမျိုးအမှတ်နဲ့ပွဲတွေမှာကြာဒီလိုတွေသွားလို့လို့မရဘူးဗျာ ောရရကျွန်တော်တို့ရိုးရလက်ဝိတ်လို့ဗျာပူတွဲတရည်တွေဘာလုံလုံမရအောင်အဲ့လိုမျိုးတော့မြင်မိရဟိုကကောင်လည်းရှင်းပြဘာမှရှိတာမဟုတ်ပြောရတော့ဒါကို့လူမလို့လေမညာတန်းပြောရရင်မနှက်လို့ရှုံးတာညီချင်းညံ့လို့ပါလို့တဲ့မနှက်တာပြောရရင်တော့အချို့ဟာတွေကထိုးပေါက်တွေအဲပုံစံတွေ ြောင်းနေပြောင်းအောင်မှာပြောင်းအောင်မှာဆိုတော့ဘယ်လိုမျိုးပြောရမှာဟုတ်ကြာဒီအမှတ်ယူဓာတ်မှာအဓိကအဓိကနဲ့ပြောရရင်တော့ခေါင်းတုံးအောင်မှာဗျာပြောချင်တာအဲ့ဒါအဲ့လိုပဲမြင်မိတယ်ဒီလိုထိုးနေတော့နောက်ဒီလေနိုင်ငံတကာပွဲတွေမှာကတွားတိုးလို့ပို့ပါမလွယ်ဘူးချင်းချင်းပြောရတော့ तू က तू ကအရန်ကောင်းပြီးတော့ဟုတ်ကဲ့အဲ့လိုမျိုးပွဲတိန်လက်သီးချက်တွေနဲ့တိန်းနိုင်မှာပဲအဆင်ပြေမှာဗျာ အဲ့လိုမျိုးရှိတယ်။ဟိုပွဲကျုပ်မှာသူပြောတဲ့ဟာလည်းကြည့်လိုက်ပါလေတကယ်သူသူပြောတဲ့အတိုင်းလည်းလုံးတော့လုံးခဲတယ်။ဘာလို့ဆိုတော့သူရှုံးရင်လည်းအလဲထုံးနဲ့ပဲရှုံးကျင်တယ်။နိုင်ရင်လည်းအလဲထုံးနဲ့ပဲနိုင်ကျင်တယ်။အဲအဲ့လိုမျိုးဒီဝါယုအာယုံမလား။အမှတ်ပေးတဲ့ဟာကိုသူအဲအနိုင်အနမှတ်ပေးတဲ့နိုင်ရတာမျိုးမလို့ကျင်ဘူးပေါ့။အဲ့လိုအလဲထုံးနဲ့နိုင်ရအောင်မယ်လို့စူးစမ်းမယ်လို့သူပြောခဲ့တယ်။တကယ်လည်း သူစ조사ခဲ့ပါတယ်။ဒါမဲ့လည်းကျွန်တော်ဆောစပြောခဲ့တဲ့အတိုင်းနည်းနည်းကိုလူတော့နိုင်သေးချင်တာမဟုတ်ဗျာနောက်ပိုင်းနောက်ဆုံးပြီးကနေလေးဆိုတာအားလုံးလည်းတိမာပါနည်းနည်းအရန်အားတွေပါကြလိမ့်မယ်ထင်တယ်။ထို့ကောင်းမဲ့ကြံရုံရှိကမှပြီးသွားတယ်ဗျာ။အချိန်ကလည်းတော်တော်ကြီး3မိနစ်3ချီကနည်းလွန်ပါတကယ်တကယ်ကလေ။တကယ်က MMA တောင်မှမ5မိနစ်3ကြီထိုးတာဗျာကိုကမိနစ်ကျော်ရဲ့ခါမှာတကယ်က5ဒါတော့ကိုကပြောကြည့်တာပေါ့လေတော့3မိနစ်5ကြီလောက်တော့ဖြစ်တင်တယ်ဗျာတကယ်တကယ်လေအားလေးပါဆိုကြီးတော့စိတ်မကောင်းပါဘူးပြီးတော့သူပွဲစထိုးမယ်ဆိုတော့လည်း hydration တက်တယ်ပါလေမအောင်ဗျာအဲ့ဒါလည်းနိုင်ရင်တောင်မှထိုးကြီးတွေပါလေခွဲပေးအောင်မပန်ရပါဘူးဒါမဲ့တကွရှိတာကဟို ဒီပွဲမနိုင်တာမနိုင်လိုက်တာပါဆိုကြီးကတော့ဖိုက်တာလက်ရည်အပြည့်ရှိတယ်လုံးဝဖိုက်တာဆိုတဲ့ဂုံရင်တူမှာအပြည့်ရှိတယ်ဗျာတကယ်ဖိုက်တာလုံးဝဖိုက်တာမှတကယ်ဖိုက်တာအဲအဲ့လိုမျိုးပေါ့ပြောရရင်တော့သူကတော့ရိုးရှင်းတာပေါ့ဗျာတိလားကိဟိုသူတိုင်းတိုင်းတိုင်းရိုးရှင်းနေဆိုတာထိုးမယ်ထိုးဖို့ပဲအမှတ်တွေပါတယ်တိတ်နားမလဲမဲအနိုင်အလဲထိုးလာထိုးရထိုးအဲ့လိုပေါ့အမှတ်တွေပါမတွက်တော့မတွက်ဘူး အဲ့ဒါကျတော့ကျွန်တော်တို့ဟိုးအရင်ပွဲတော့မှတ်မိကြအောင်ပါကျွန်တော်တို့ဒီမေဝေတာနဲ့ပတ်ကွေဟိုရောရောရောလည်းအဲ့လိုမျိုးလေပတ်ကွေဟိုကထိုးတယ် special မင်္ဂလာလုံးတွေအများကြီးဒါပေမဲ့တကယ်ကြအမှတ်ရနိုင်တဲ့အလုံးတွေကြမေဝေတာကထောက်ထောက်ပြီးထိုးသွားဗျာအဲ့မေဝေတာနိုင်သွားတာအဲ့အဲ့လိုမျိုးလေးပေါ့ဗျာဒါ ਈ မှာဒီလိုပါပဲဒီပြောရရင်တော့မနိုင်တာတခုပဲစိတ်ဟိုအားမရတာပါကျန်တဲ့ထိုးတာပါညာတွေကဆိုရီဒီနေ့ပွဲမှာတကယ်အကုန်အားရတယ် သူ special ဖြုတ်ခဲ့တယ်ဗျပြောရရင်တော့ပေးတက်ကိုလည်းအပြေးဝဖြုတ်ဖြင်းမူပေးခဲ့တယ်ဗျဟုတ်ကဲ့အဲ့လောက်ပါပဲเนาะကျေးဇူးတင်ပါတယ်เนาะပြန်ကျွန်တော် line on နည်းနည်းပျောက်နေတာလေးပေါ့လေဟုတ်အခုတော့ကျွန်တော်ပြန်လာပါပြီပေါ့ဟုတ်ကျေးဇူးတင်ပါတယ်